ခုနရဲ့သာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလတရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာမိတ်ဆွေကောင်းပညာကောင်းတွေရရှိတတ်တဲ့ရွေးမှရှိတဲ့ တည်င်းကောင်းတွေကြရတတ်တယ်။ငွေကြီးတွေကတော့ဒီနေ့မှသုံးလေဝင်လေဖြစ်နေတတ်တယ်။အလုတ်ထဲမှာလည်းအဆအဆအရရအဆင်ပြေအောင်မြင်မယ်နော်။ကျမရဲ့အနေနဲ့ခေါင်းမှုတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချီရေးမှာလည်းကြားလေသွေးလိုဝင်းရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာ အပြာရောင်နဲ့စိမ့်ပြာရောင်ပဲဖြစ်ပါတယ်။ရရေအနေနဲ့မိမိအရှိပြားမှာမုတ်ဖတ်တော့ကလူပေးရမှာဖြစ်ပါတယ်ရှင်။